ဗီဒီယို editing လုပ်တယ်ဆိုတာကမြမရိုးရပညာရဲ့နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ရုပ်သေးကနေတလို့ပါပဲအလွယ်နည်းနဲ့ပြောရမယ်ဆိုရင်တော့ clips တွေတစ်ခုနဲ့တစ်ခုဖြန့်ညံ့ကက်ဆက်လုပ်တာပေါ့ဒါပေမဲ့ထင်သလောက်တော့မရိုးရှင်းပါဘူးရုပ်သေးပညာရမှာဆိုရင်ရုပ်သေးလေးကနေတာကိုအဓိကထားပြီးတော့မြင်ရတယ်ဆိုပေမဲ့အဲ့ဒီရုပ်သေးလေးကဖို့အတွက်နောက်ခွေရပံ့ပိုးပေးနေရယ် sign wine နေရုပ်သေးလေးမှာဝေ့ဆင်ထားတဲ့ costume နေပြီးတော့အဲ့ဒီရုပ်သေးလေးကို control လုပ်နေတဲ့ပညာရှင်တွေနဲ့တခြားသောအရာတွေအများကြီးပေါင်းဆက်ပြီးတော့မှရုပ်သေးကနေရယ်ဆိုတဲ့အရာဖြစ်လာတာပါ ကျွန်တော်တို့ရဲ့ video editing ပညာရဲ့ဆိုတာလည်းအဲ့လိုပါပဲ2020ရဲ့နောက်ပိုင်းအနေနဲ့စပြီးတော့ video editing ပညာရဲ့ဆိုတာလူတိုင်းတက်မြောက်ထားသင့်တဲ့ပညာရဲ့တစ်ခုအနေနဲ့တည်ရှိလာပါတယ်။ဘာလို့လဲဆိုတော့ဒီကောင်ကလုံရင်လုံတဲ့သလိုပတ်စံတွေအများကြီးရှာလို့ရတယ်လေ။ video editing ပညာရဲ့ဆိုတာကရုပ်ရှင်အဆင့်ပညာရဲ့တွေထဲမှာတစ်ခုပါ။အဲ့ဒီ editing ပညာရဲ့ကိုကျွန်တော်ဒီနောက်ပိုင်းမှာလေ့လာရတာအရင်ကလွယ်ကူနေပါတယ်။ခတ်တာကဘယ်ကနေဘယ်လိုစပြီးတော့စနစ်တကျလေ့လာရမလဲဆိုတာပါပဲ။ ဒီနေ့ဗီဒီယိုမှာကျွန်တော်ကိုယ်တိုင်ယူယူမှုမှုနဲ့လေ့လာခဲ့တဲ့ editing ပညာရပ်ကိုစနစ်တကျဘယ်လိုမျိုးလေ့လာရမလဲဆိုတာပြောသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဆက်လိုက်ရအောင်။ Swan Tap The Super Boy ထမဆုံးအချက်အနေနဲ့ကျွန်တော်ပြောချင်တာကပညာရဲ့အတိုင်းကဒီဘက်ခင်မှာလိလာရတာလွယ်ကူတယ်ဆိုပေမဲ့ကျွန်တော်တို့ ਨੇ used to ဖြစ်ဖို့ကျွန်တော်တို့အကျွမ်းတဝင်ဖြစ်ဖို့ဆိုတာကထင်သလောက်ထိမယိုးရှင်းပါဘူးပြီးတော့လွယ်လဲမလွယ်ကူပါဘူးအဲ့ဒါကြောင့်မလို့ video editing ကိုအခုမှစပြီးတော့လိလာမယ်ဆိုရင်ဒီပညာရဲ့အပေါ်ကိုလက်မလျှော့ဘူးဆိုတဲ့စိတ်ကိုအရင်ဆုံးမွေးပါကျွန်တော်ကကလီကလာလုံးမှာမဟုတ်ဘူးဗျာ အဲ့ဒီမိညာရက်ကိုစပြီးတော့လေးလာပြီဆိုရင်လည်းရွေးချယ်စရာလမ်းကြောင်းတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ကိုဘာကိုဝါသနာပါလဲဆိုတာကိုဒီချာစဉ်းစားပြီးတော့ကိုသွားခြင်းနဲ့လမ်းကြောင်းကိုဒီချာရွေးချယ်ပါဥမာအနေနဲ့ကိုက wedding filmmaker လုပ်ချင်တာလားဒါမှမဟုတ် cinematic video ရိုက်ချင်တာလားဒါမှမဟုတ် content creator လုပ်ပြီးတော့ဒီတိုင်းလေးပဲ video editing တွေလုပ်ချင်တာလားစတာတွေကိုဒီချာတွေးပါတွေးပြီးသွားပြီဆိုရင်ဆုံးဖြတ်ချက်ချပါပြီးတော့ရင်ကိုသွားခြင်းနဲ့ line ကို တခါတည်း design မမှန်တဲ့သားရှောက်ပါအများသောအားဖြင့်အခုမှစပြီးတော့ video editing လေးလာတဲ့လူတွေကြားထဲမှာဘာပြဿနာသွားတက်လဲဆိုတော့အကုန်လုံးချင်တာဟိုပါဆိုလဲ edit လုပ်ချင်တယ်ဒီဟာဆိုလဲ edit လုပ်ချင်တယ်အဲ့လိုမဟုတ်ဖ ೇನೆ ကိုယ့်ရဲ့စိတ်ကဘာကို edit လုပ်ဖို့အတွက်အားတန်နေရလဲ visual effect တွေလုပ်ချင်နေရလား motion effects တွေလုပ်ချင်နေရလားဒါမှမဟုတ်ရင် motion graphic လေးတွေလုပ်ချင်နေရလားဘယ်လိုမျိုးပုံစံလုပ်ချင်နေရလဲဆိုတာကိုတိကျစဉ်းစားပြီးတော့အဲ့ဒီဟာကိုပဲ design မမှန် သွားပါအဲ့လိုမျိုးလောက်ထားရဆိုရင်နောက်ပိုင်းအဲ့ဒီ line ကို specialize သွားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ line မှာကိုကနာမည်ကြီးနေတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်နောက်တစ်ခုကတော့ကျွန်တော်အရာအလုံးကပုံမှန်လေးပဲသွားရပါတယ်ဒီစကားကကျွန်တော်ရဲ့သင်တန်းသားတွေကိုကျွန်တော်အမြဲတမ်းမှားလေးရှိရဲ့စကားတစ်ခုပါကျွန်တော် video editing ကိုစပြီးရလေ့လာပြီးဆိုတာနဲ့အချိန်တိုင်းဓာကြီးပဲလုပ်နေကြရမလို့ပါဘူး ဖြစ်ဖြစ်နဲ့ပုံမှန်လေးပဲလုပ်ပြီးတော့သွားသိမှာတယ်ကျွန်တော်တို့ရေဗီဒီယို editing ကို professional career အနေနဲ့လုပ်နေတဲ့လူတွေတောင်မှတခါလေကျရင် editing software တွေကိုဝင်မကြည့်ခြင်းတဲ့အခြေအနေဆိုတာရှိပါတယ်အဲ့ဒါကြောင့်မလို့အစပိုင်းမှာအသက်ကုန်ကျုံးထားတယ်ဆိုရင်နောက်ပိုင်းရောက်လာတဲ့အခါမှာစိတ်ရောလူရောပင်ပန်းပြီးတော့ကျန်းမာရေးပါထိခိုက်လာပါလိမ့်မယ် အဲ့တော့ကြောင့်မလို့ဖြည်းဖြည်းလေးနဲ့ပဲပုံမှန်လေးပဲသွားပါအခုမှစပြီးတော့လေ့လာတဲ့လူတွေဆိုရင်အဲကျွန်တော်ကတော့တနေ့ကိုတနာရီလောက်ပဲအချိန်ပေးပြီးတော့ editing ကိုလေ့ကျင့်တာမျိုးအဲအဲ့ထက်ပိုပြီးတော့အချိန်ပေးလို့ရတယ်ဆိုရင်လည်းကိုအားတဲ့အချိန်လေးမှာအားသလိုအချိန်လေးပေးပြီးတော့ပဲလုပ်ပါအရင်ကြီးလုပ်เสียမလို့ပါဘူး နောက်ထပ်တစ်ချက်ကတော့ video editing software တွေကအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဘယ် software ကိုအသုံးပြုပြီးတော့လေ့လာမလဲဆိုတာကိုကိုယ်တိုင်သိချာစဉ်းစားပြီးတော့ဆုံးဖြတ်ပါ software တွေမှာကသူ့ရဲ့အားသာချက်အားနည်းချက်တွေရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီဟာတွေကိုလည်းလေ့လာပြီးတော့ကိုကဘယ်ဟာကိုအသုံးပြုမှလဲဆိုတာကိုသိချာစဉ်းစားပြီးတော့ဆုံးဖြတ်ကြပါကိုအသုံးပြုမဲ့ software ကိုသိပြီဆိုတာနဲ့အရင်အဝေးတွေကိုမတွေးဘဲနဲ့ basics editing လေးတွေကိုပဲအရင်ဆုံးစပြီးတော့လေ့လာပါ လူငယ်တွေတော်များများကအရမ်းမိုက်တဲ့ဗီဒီယိုတွေကိုတွေ့တယ်ဆိုရင်အဲ့လိုမျိုးတွေလိုက်ပြီးတော့လုံးချင်ကြတယ်အဲ့လိုမျိုးဖြစ်တဲ့စိတ်ကိုကျွန်တော်လက်လေးလက်ခံနေသဘောလဲကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်ပညာရပ်ကိုပဲလေးလာလေးလာအောက်ခြေဖောင်ဒေးရှင်းလေးခိုင်နေတဲ့အခါကျမှပညာရပ်ကြီးကကြီးထွားလာလေးလေးခံနိုင်ရရှိလေးလေးဖြစ်မှာပါတိုက်တွေဆောင်နေသလိုပဲဗျာ ိုတိုင်ခုမှစပြီးတော့လေးလာမယ့်လူတွေအနေနဲ့ YouTube ကနေပြီးတော့ဟိုတပုတ်ဒီတပုတ်လေးလာနိုင်မယ့်အစားကျွန်တော် skill share ကနေပြီးတော့ပဲဖြစ်ဖြစ်အမ် online course လေးတွေဝယ်ပြီးတော့လေ့လာလို့ရတယ်။ကိုလေ့လာတဲ့ software နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မှုရှိရ senior တွေအများကြီးရှိပါတယ်။အဲအဲ့ဒီ senior တွေကလည်းသင်တန်းတွေဖွင့်တာမျိုးတွေရှိပါတယ်။အဲ့တော့သူတို့ရဲ့သင်တန်းတွေကိုလိုက်ပြီးတော့ join တာပဲဖြစ်ဖြစ်အမ်လုပ်သင့်ပါတယ်။ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ သင်တန်းလေးတော့တက်တင်တယ်လို့ထင်ပါတယ်ကိုကအင်္ဂလိပ်စာအခြေခံဘလောက်ပဲကောင်းနေပါစေအဲအတွေ့အကြုံတွေဆိုတာက မတူပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ကိုရဲ့နိုင်ငံအပဲဖြစ်ဖြစ်ပေါ့နော်အဲကိုရဲ့စီနီယာတွေစီမှာသင်တန်းသွားတက်ပြီးတော့အရင်ကိုစာပြီးတော့လေ့လာစီခြင်းပါတယ် တက်မဲ့တင်တန်းကိုရွေးချယ်တဲ့အခါမှာလဲကိုကတည်တည်ချာချာလေးရွေးချယ်ဖို့လိုအပ်ပါတယ်ကိုတက်မဲ့တင်တန်းရဲ့တင်တန်းဆရာက digital marketing လုပ်နေပြီးတော့ video editing လေးနည်းနည်းတက်လို့တင်တန်းကောက်ဖွင့်တဲ့လူမျိုးလားဒါမှမဟုတ်ရင်အပြင်မှာတကယ်ရိုက်ကူးရေးတွေလုပ်နေတဲ့လူလားတကယ်အတွေ့အကြုံရှိနေတဲ့လူလားဆိုတာကိုတည်ချာလေးကွယ်ကွယ်ပြားပြားသိအောင်လုပ်ပြီးတော့မှတင်တန်းကိုရွေးချယ်တင်ပါတယ်ပြီးတော့ရင်သူတင်ပြတာတွေကတကယ်ကိုကောင်းရဲ့လားနားလေလွယ်ရဲ့လားကိုကမေးတဲ့အခါမှာတော့ ကိုမေးတဲ့မေးခွန်းတွေကိုပြန်ဖြေနိုင်မှာလားဆိုတာကိုတေချာလေးတေချာလေးလေ့လာပြီးတော့မှ ကိုတက်မဲ့တင်တဲ့ကိုတခြားရွေးချယ်သင်ပါတယ်ကျွန်တော်တို့ဗီဒီယို editing ကိုကောင်းကောင်းလုပ်နိုင်တယ်ဆိုတာက editing ပညာရပ်ကိုပဲလေ့လာခဲ့တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဗီဒီယိုတွေကိုလည်းအများကြီးကြည့်ခဲ့ရလို့ပါအဲဒီအတွက်ကြောင့်မလို့ကျွန်တော်အကြံပေးချင်တာကတော့ editing လုပ်မဲ့လူတယောက်အနေနဲ့ဗီဒီယိုတွေလည်းအများကြီးကြည့်ဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်အာကို inspire ဖြစ်တဲ့လူတွေကသူတို့ရဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးဖန်တီးထားလဲသူတို့ဗီဒီယိုတွေကိုဘယ်လိုမျိုး edit လုပ်ထားလဲစတာတွေကိုလိုက်ပြီးတော့လေ့လာပါနောက်ထပ်တစ်ခုကတော့ video editor တယောက်အနေနဲ့ storytelling နဲ့ပတ်သက်ပြီးတော့လေ တည်ထားဖို့လိုအပ်ပါတယ်အဲ့ဒီတော့ကြာမှသာကျွန်တော်တို့ရဲ့ဗီဒီယိုမပြင်းအောင်လို့ဘယ်လိုမျိုး edit လုပ်ရမလဲဆိုတာကိုသိမှာပဲဖြစ်ပါတယ်ပြီးတော့ရင်ဗီဒီယို editing ကိုလေ့လာပြီးဆိုတာနဲ့ဗီဒီယို editing တစ်ခုတည်းပဲလေ့လာလို့မရပါဘူးကျွန်တော်ကင်မရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ short size တွေ camera movement တွေရိုက်ကူးရေးကိုကိုယ်တိုင်မလုံးနိုင်ဘူးဆိုရင်တော့မှ အဲတိအောင်တော့လေးလာထားသင့်ပါတယ်ကျွန်တော်အရင်တော့ editing ဆပြီးတော့လေးလာခဲ့တော့ကြာတော့ကျွန်တော်မှာကင်မရာမရှိခဲ့ဘူးဗျာကင်မရာမရှိခဲ့တဲ့အချိန်မှာကျွန်တော်ဖုန်းနဲ့ပဲရိုက်ပြီးတော့လေးလာခဲ့တယ်ပြီးတော့အဲကင်မရာနဲ့ပတ်သက်တာတွေကိုကျွန်တော်ဘာမှစိတ်မဝင်စားဘူးပေါ့ဗျာအဲ့ဒီအချိန်တုန်းကစိတ်တော့ဝင်စားပေမဲ့ကျွန်တော်လေးလာမှကြောက်နေခဲ့တာပေါ့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော် တကယ် edit လုပ်ပြီးတကယ် footage တွေနဲ့ edit လုပ်ရတော့မယ့်အချိန်ကြာရင်ကိုတကယ်ရိုက် ပေးရမယ့်အချိန်ရောက်တဲ့အခါမှာကျွန်တော်အများကြီးဒုက္ခရောက်ပါတယ်။ဗီဒီယိုခေါက်တိုက်တွေ shutter speed တွေ resolution တွေ frame rate တွေဗီဒီယိုရဲ့ size တွေ aspect ratio တွေကျွန်တော်မသိတဲ့အခါမှာတကယ်ကိုအက်ဒစ်တကယ်အက်ဒစ်လုပ်ပြီးဆိုတဲ့အချိန်မှာကျွန်တော်ဒုက္ခရောက်ပါတယ်အခုနောက်ပိုင်းဗီဒီယိုတွေမှာကျွန်တော်ကြုံတွေ့ရတာလေဆိုရင်ကျွန်တော်တို့ဒီ aspect ratio တွေ size တွေ တေချာမသိတဲ့အခါမှာဗီဒီယိုတွေက horizon တွေဖြစ်လိုက် vertical ဖြစ်လိုက်အဲ့လိုမျိုးတွေဖြစ်နေရပါဘောเนาะအဲ့ဒါတွေကတော်တော်လေးကြည့်ရဆိုးပါတယ်အဲ့တော့ကြောင့်မလို့ကိုကဗီဒီယို editor တယောက်အနေနဲ့ရက်တည်တော့မယ်ဆိုရင်တော့ကင်မရာနဲ့ပတ်သက်တဲ့ basics knowledge တွေတော့ရှိထားသင့်ဖို့လိုအပ်ပါတယ်ကိုယ်တိုင်ရက်ကူးရေမလုံနိုင်သေးဘူးဆိုရင်တော့မှအဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့လေလေ့လာထားဖို့အတွက်ကျွန်တော်ကြံပေးနေပါတယ်နောက်ထပ်တစ်ခုကတော့ editing လုပ်ဖို့အတွက်ဆိုရင် music ကိုလည်းကျွန်တော်တို့ကတေချာနားထောင်ဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ video တစ်ပုတ်မှာအရေးကြီးဆုံးက music လို့ပြောလို့လည်းရပါတယ်။အဲဒီတော့ကြောင့်မလို့ music ကိုလည်းတခြားလေးလေးလာပါ။ဟုတ်ပြီကိုက wedding နဲ့ပတ်သက်ပြီးတော့ video တွေ edit လုပ်ချင်တယ်ဆိုရင် wedding နဲ့ပတ်သက်ပြီးတော့ music တွေကဘယ်လိုမျိုးတွေက line နိုင်လဲ။ cinematic ဆိုရင် cinematic ဆန်ဆန် music တွေကဘယ်လိုမျိုးတွေနဲ့ line နိုင်လဲ။ music တွေရဲ့ genres တွေကိုသိရမယ်။ပြီးတော့ music တွေရဲ့ vibe တွေ mood တွေကိုပေးရမယ်။အဲဒီတော့ကြာမှသာကျွန်တော်တို့ရဲ့ audience ရဲ့ရင်ထဲကိုကျွန်တော်တို့ရောက်အောင်လို့ video တွေဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။ editing ကိုလေ့လာမဲ့လူတယောက်အနေနဲ့တော့ကွန်ပျူတာအကြောင်းလဲနားလည်ထားဖို့လိုအပ်ပါတယ်ကွန်ပျူတာ basics ထက်နည်းနည်းလေးကြော်ပြီးတော့ ပြီးထားတယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဗီဒီယိုအပုတ်90လောက်ပြည့်အောင် edit လုပ်ကြည့်ပါတကယ်လို့ကိုကဗီဒီယိုအပုတ်90လောက်ပြည့်အောင် edit လုပ်ပြီးသွားပြီဆိုရင်ကိုပထမဆုံး edit လုပ်တဲ့ဗီဒီယိုကိုပြန်သွားပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ကြားထဲမှာတော့ကိုကအများကြီးလေးလာမှာပေါ့နော်လေးလာရင်လည်းဗီဒီယိုတွေ edit လုပ်လုပ်လုပ်ကြည့် first video နဲ့အဲ့ဒီအပုတ်90မြောက် video က လုံးဝ꿰ပြချာနာနေပါလိမ့်မယ်အဲရှီရှိုးဝေးမပြောတော့ဘူးဗျာကျွန်တော်ရဲ့ YouTube channel တွေကိုသွားကြည့်လိုက်သွားကြည့်ပြီးတော့ကျွန်တော်ပထမအဦးဆုံးတင်ခဲ့တဲ့ဗီဒီယိုတွေနဲ့ဒီနောက်ပိုင်းတင်တဲ့ဗီဒီယိုတွေအများကြီးကွာနေတယ်ဆိုတာကိုအလုံးသိရပါလိမ့်မယ်အဲ့တော့ကြောင့်မလို့တကယ်တရားစ조사ပြီးတော့ဗီဒီယိုလေးတွေကိုများများ edit နိုင်အောင်လုပ်ပြီးတော့ရင်များများ edit နိုင်အောင် လုပ်ဆိုလို့လည်းအချိန်တိုင်းလုပ်နေစရာမလိုဘူးကိုကနေကိုကိုအားတဲ့အချိန်လေးမှာပဲသူ့အတွက်အချိန်တီးတန့်ပေးပြီးတော့ပဲ edit လိုက်လုပ်ပြီးပါနောက်ဆုံးတစ်ခုအနေနဲ့မာဂျင်နာကတော့ editor လုပ်တော့မယ်ဆိုရင် computer screen time နေအရင်များမှာဖြစ် တဲ့အတွက်ကြောင့်မလို့ ကျွန်တော်အာယုံကြောတွေထိလာပါလိမ့်မယ်ကျွန်တော်တို့ဆိုရင်စပြီးတော့ edit လုပ်တဲ့အချိန်တော့တော်တော်ကြီးကိုလုတ်ခက်လုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနောက်ပိုင်းမှာကျွန်တော်အာယုံကြောနဲ့ပတ်သက်တဲ့ပြဿနာတွေတက်တယ်ပေါ့နော်အဲဒီအတွက်ကြောင့်မလို့အဲ့လိုမျိုးမဖြစ်အောင်လို့ဆော်ရီးခဲ့တဲ့အာယုံကြောဈေးလေးတွေမိဝဲမိဝဲပါအဲဒါလည်းကျွန်တော်အမြဲတမ်းပြောလေးရှိပါတယ်ကျွန်တော်တို့ရဲ့ကျမ်းမာရေးကိုလည်းတခြားကယူဆိုင်ပါ daily routine ကိုလည်းမှန်အောင်လုပ်ပြီးတော့မှ editing ကိုလေ့လာပါဒီချက်လေးတွေကတော့အဓိကအချက်လေးတွေနဲ့ထားရမယ့်စိတ်နေစိတ်ထားလေးတွေကိုကျွန်တော်ပြောလိုက်တာပဲဖြစ်ပါတယ်သင်တဲ့တက်ရှင်တဲ့လူတွေလည်းကျွန်တော်ရဲ့ DaVinci Resolve online class process လေးဖွင့်နေပါပြီ software ပြောင်းနေတဲ့လူတွေပဲဖြစ်ဖြစ်သင်တန်းခုမှစပြီးတော့တက်မဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်အချိန်မြွေးလာပြီးတော့ဆက်သွယ်ပြီးတော့သင်တန်းအဲ့လိုရပါတယ်အဲ့တော့အားလုံးပဲ see you